ုဒ္ဓဘာသာ၅မျိုးအကြောင်းလေးကိုမျှဝေပေးခြင်းပါလေမိမိကဘယ်ဗုဒ္ဓဘာသာမှာပါလဲပေါ့ကိုကညံတဲ့အထဲပါလို့ရှိရင်မြင့်အောင်ကြိုးစားပေါ့လေအဲ့ဗုဒ္ဓသာသနာပျက်စီးရခြင်းရဲ့အဓိကတရားခံသည်ခရိယန်ကြောင့်လည်းမဟုတ်ဘူးမွတ်စလင်ကြောင့်လည်းမဟုတ်ဘူးဘုသူတွေကြောင့် ဗုဒ္ဓဘာသာအမျိုးယုတ်တွေကြောင့်အရင်အရင်တုန်းကတော့လေဟိုမိမတို့ရဲ့အင်ဒရီရွှေပေးလို့မရဘူးခုခေတ်ကျတော့မိမတို့ရဲ့အင်ဒရီရွှင်ပိတ်လို့မရဖြစ်သွားပြီသူတို့အခုလောကကြီးပြတ်သီးရဆိုတော့ကကျတော့သူတုံးသူတူပါပြီပေါ့သူတို့ရဲ့ဘုံကြီးတွေကလည်းလူနဲ့တူလာပြီလူတွေကလည်းဘလူးနဲ့တူလာပြီပေါ့မိမတွေကလည်း ယောက်ျားနဲ့တည်လာပြီပေါ့နော်အခုကိမင်္ဂလိကြီးရရှိရှင်လေဖះဟောတဲ့လောကပါလာတရားဟိရုအတ္တပတရားလည်းမရှိကြတော့မကောင်းမှုလည်းမှာအခုကြောက်ကြတာတို့မကောင်းမှုလည်းမှာရှက်မှာရှက်ရှက်တာတို့ပေါ့အဲ့ဒါတွေမရှိကြတော့နော်အခုကိမင်္ဂလိကြီးမယ်ဆိုလို့ရှိရှင်ဟိုးတုန်းကယောက်ျားနဲ့နေတယ်လို့ပဲလေအဲ့တော့ပေါင်ပြက် ဟိုကိုတလုံးမရှိအောင်မျိုးရှိရမယ်ငလေးတွေမိမကယောက်ျားနဲ့သူဘုန်းကြီးကလူနဲ့သူလူကဘလူနဲ့သူတဲ့အဲ့ဒါတိုင်းပြည်ပစ္စည်းကြောင်းပဲကျမကကျမအုံနောက်နဲ့ကျမညံပြီးတလောက်ကျမတွေးပြီးတော့မှစောစောကပြောပြတယ်စောစောကအဲ့မော်လမြိုင်ကအခုဖမ်းသွားတယ်အဲ့မေတော်ကြီးတရားဟောတဲ့မေတော်ကြီးဟာနော် သူ့ကိုပလင်မော်ထိုင်တဲ့အမှုကြောင့်ဖမ်းတာမဟုတ်ပါဘူး။ဖုန်ကြီးတွေယဟန်တွေတန်ငါတွေတကယ်မရှိဘူးဆိုလို့ဖမ်းတာကနောက်ဖွင့်မဲ့ဘုရားသူ့ပါပဲ။အတ္တမတရားတွေအတ္တမဝါဒီတွေဟောပါတယ်ဆိုတဲ့ဆွဆွဲချက်နဲ့နော်ဝိတ္တကမြေမဟုတ်ဘဲနဲ့เนาะသာသနိကအဆောက်ဦးစောက်ပြီးနေပါတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဖမ်းသွားတယ်လို့ပြောတယ်เนาะဒီမှာအရှင်ဘုရားတို့သိရမှာကတန်ခါစရင်ကိုဝင်ခြင်းရင်အရှင်ဘုရားတို့ကစစ်မှန်တဲ့ဖုန်ကြီးတွေဖြစ်အောင် သူများကြည်ညိုခြင်းအောင်မြေလာနဲ့ဒူးတုတ်ပြီးတော့မြေကြီးပေါ်မှာဒူးတုတ်ပြီးတော့နှစ်ဖူးနဲ့မြေကြီးနဲ့ထိပ်ပြီးတော့မှရှစ်ခိုးဥချခြင်းသိပ္ပါအရှင်ဖျားလို့နေကြအကယ်တကယ်လို့အဲ့ဒီမေတော်ကြီးကဟောခဲ့တယ်ဆိုရင်ရောဟုတ်တယ်တန်ခါဆိုတာတကယ်မရှိတော့ဘူးတို့မြန်မာနိုင်ငံမှာတန်ခါဆိုတာတကယ်မရှိတော့ဘူးစစ်မှန်တဲ့ဖုံးရောက်နေသွားနေလို့လေအလက်ကားပဲစစ်မှန်နေရဟန်းနေမရှိတော့ဘူးစစ်မှန်တဲ့ဖုံးကြီးတွေဆိုတာမရှိဘူးဖုံးရောက်ကိုသွားရင်အချိန်ကုန်တာပဲအဖက်တင်ပဲဟောတဲ့တရားတွေ ဟိုနားထောင်ပြီးတော့နှလုံးသားထဲဝင်အလကဟုတ်လို့အဲ့ဒီမဲတော်ကြီးအဲ့လိုပြောခဲ့တယ်ဆိုရင်တော့မမှန်လို့လားမဟုတ်လို့လားဟုတ်တယ်လေအရှင်မယားတို့ဖုံးကြီးတွေဖြစ်ပြီးတော့အကျဉ်းကြီးပြီးတော့မှတရဏဂုံတင်ရင်တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဆိုဒုတိယံပြီးတတိယံပြီးဆိုဖြတ်လန်းကလိုက်တာလေ ုတယပိတတယပိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတဏ္ဍတရဏံကိစ္ဆာဆိုအရှင်ဘုရားတို့ဘုန်းကြီးတွေကိုယ်တိုင်ကအပြင်းကြီးပြီးတော့ဒီတရဏဂုံသုံးပါးအောင်တော့ပထမဒုတိယတတယပြည့်စုံအောင်မရွတ်ဘဲနဲ့ဖြတ်လန်းလိုက်ပါလေဒုတိယမိတတယမိဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတော့ကိုယ့်ရဲ့ဘုန်းကြီးတွေကိုယ်တိုင်ကတရားပြပြီးတရားချနေဘုန်းကြီးဒီစကားလေးသုံးလုံးပြောရမှာတော့ပြင်းနေတဲ့ဘုန်းကြီးတွေရိုသေစရာဘယ်နှမှအကြောင်းရှိတယ် ဒီမေတော်ကြီးကဒီအဲ့ဒီအမေကြီးကပြောခဲ့တယ်ဆိုရင်တော့အဲ့အမေကြီးပြောတဲ့စကားမလွန်ဘူးစစ်မှန်တဲ့ယဟန်နေရှိတော့လို့လားခုခေတ်မှာစစ်မှန်တဲ့ယဟန်နေရှိသလားဟွန်းကျွန်မလည်းအရင်ကပြောပြီးပါပြီ၅ပါးသီလမပြောနဲ့၂ပါးလုံးနဲ့ဘုန်းကြီးရောက်ရှိလို့လားဝိပဿနာတရားပြတဲ့ဘုန်းကြီးကိုသွားကြည့်လူထက်ဒေါသကြီးတယ် သာသိ၅သိရောက်တဲ့ငစိမ့်ထထပို့ပြီးတော့အတသဘောသာကြီးသေးတယ်ဝိပဿနာပလင်မောထိုင်ပြီးဝိပဿနာတရားဟောနေတဲ့ဖုံးကြီးကလူလိရင်သွားကြည့်လိုက်ကိလေသာအညစ်ကြေးရတော့ပိတ်ပိတ်အောင်ကိုမှောင်နေတာတိတ်ပလင်မောမှာတော့သူတို့လိုက်မလို့ရတိုင်းပြောတာပဲဒါကြောင့်နော် ်အရှင်ဘုရားတို့အဲ့လိုသူများမဝေအဝေဘမခံခြင်းအရှင်ဘုရားတို့မာတုကာမနဲ့ကင်းအောင်နေကိလေသာအညစ်အကြေးကင်းအောင်နေအရှင်ဘုရားတို့စက်လက်ကြီးလက်ချားညက်ပြီးနေတာတို့ကာကြီးမောင်းပြီးသွားတာတို့ဆိုင်ကြီးမောင်းပြီးသွားတာတို့မလုံနဲ့အရှင်ဘုရားတို့အချိုးပြေအရှင်ဘုရားတို့ဘယ်သူမှဝေဖန်စရာအကြောင်းမရှိဘူးနော်တန်ကာမအတုရှိပါသလားတကမာတရားကသူ့ကိုယ်သူ၅ပါးတိတရေလုံနေဆိုပြီးတော့တန်ခါကိုအတူရေနော်သောကပုခ္ခပြောတဲ့နာကိုတွေ့ရပါတယ် တကယ်တန်ခါမှအတူမရှိပါဘူးတန်ခါမှအစ်စ်ပဲရှိပါတယ်နော်လူတွေကခတ်တာကဘာလဲဆိုလို့ရှိရင်တန်ခါနဲ့ပုံကိုကိုမကွဲတာဖြစ်တယ်လားဥဒင်းတပါးလည်းကဆိုလို့ရှိရင်ပုံကိုပေါ့ဥဒင်းရဥဒင်းနှာဘူးကြကြဘာလဲလို့ဥဒင်းကိုပဲပြောဥဒင်းကိုပဲဝိဖန်ဥဒင်းကိုပဲတုံးမဥဒင်းကိုပဲပြဲ့ပြင်ပေါ့ဥဒင်းကိုပဲစော်ကားပေါ့ဥဒင်းကိုကြည့်ပြီးတော့တန်ခါတော့မစော်ကားနော်တန်ခါကအစ်စ်ပဲရှိတယ် တန်ခါဆိုလို့ရှိရင်ယခုလက်ရှိတန်ခါတွေကိုဖျားခက်ကအရိယတန်ခါတွေအကုန်လုံးပါတယ်။နော်။တန်ကောဒုတိယနာမနှစ်ထီတယ်။တန်ခါတီဒုတိယပုဂ္ဂိုလ်မရှိပါဘူး။တန်ခါဆိုတာဗာလက်သူရင်၄ဘာ၄ဘာအထက်ပေါ့။ဥသိင်းကမဟုတ်လားလို့ဆိုရင်ဥသိင်းကိုပဲပြော။ဥသိင်းကိုအကြောင်းပြုပြီးတန်ခါဆိုကားလို့ရှိရင်တော့ဟိုအရိယတန်ခါတွေကိုသောကာရဏတူတူပါပဲ။ နော်အရိယူပဝါဒကံထိုက်ပါတယ်အဲ့ဒီကံထိုက်လို့ရှိရင်ဘယ်တော့မှတရားမရပါဘူးနော်ယဟန်ဆိုတဲ့အတိတ်တွေကိုမျှဝေပေးခြင်းပါတယ်ယဟန်ဆိုတာကကြတော့တောင်းစတဲ့ယဟန်ခေါ်တာပေါ့နော်ဒါကယဟန်ပြောတာလေပုံမှန်ဥဒိနောနဲ့တင့်တော်အောင်ပြောလို့ရှိရင်သုံးခန့်သားတာပေါ့အတိတ်ကအတူတူပဲရှိုင်းမှဆိုလို့သကလုံးရင်ရင်ကြီးကြီးလေးတုံးတာဖြစ်ပါဘိခတိယတတိတိလနာတိဘိခုပေါ့ သူကတောင်းတဲ့သူတွေနေရာမှာပေးပါပြပြတောင်းလို့မရဘူးအိမ်မှာရက်ပြီးတော့တောင်းရတာပေါ့ကိုရဲ့ကိုတဲ့တရားကိုအခြေခံပြီးတောင်းရတာပေါ့နော်ကိုရဲ့တပ်ပေးတကြွမှုကိုအခြေခံပြီးတောင်းရတာပေါ့နော်အဲ့ဒါကြောင့်ရဟန်းတို့ခေါ်တာပေါ့နောက်တော့ကိလေသာကိုဖြိုခွဲတဲ့လူရဟန်းလေကိလေသာဗိနတိတိဘိက္ခုပေါ့နော်မာဒမြို့ကကြတော့တန္တရာဘေးကိုရှုတဲ့လူရဟန်းပေါ့တန္တာရေဘယံဧကတိတိဘိက္ခုပေါ့ နော်တန်တရာရဲ့ဘေးအန္တရာယ်ကိုရှုတက်လို့ယဟန်ခေါ်တာဦးဇင်းတို့ဝဏီလို့ဆိုယဟန်ဆိုလို့ရှိရင်ဦးဇင်းတင်ဝင်ကံမောဖတ်မှယဟန်ဖြစ်တာပေါ့တိုးတော်မြတ်တရားရဲ့အလိုကားကြတော့တုတ်တန်အလိုကားကြတော့ကိရိတာတွေကိုဖျက်သီးအောင်ကြိုးစားနေမှာယဟန်သူကကိရိတာတွေကိုဖျက်သီးဖို့ကျင့်နေတယ်ဆိုလို့ရှိရင် လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ယဟန်လို့ခေါ်တာပေါ့ဒီလား ဗုဒ္ဓဘာသာ၅မျိုးအကြောင်းလေးကိုမျှဝေပေးခြင်းပါလေမိမိကဘယ်ဗုဒ္ဓဘာသာမှာပါလဲပေါ့ကိုကညံတဲ့အထဲပါလို့ရှိရင်မြင့်အောင်ကြိုးစားပေါ့လေနံပါတ်၁လာဘဗုဒ္ဓဘာသာလလဘကိုတို့ကျွန်တို့စီပွားတလဘတုတ်တက်လို့ကိုကိုရဲ့ဗုဒ္ဓဘာသာပေါ့နော်ဒါကိုကိုကိုရလို့ရှိရင်လလဘရဲ့တုတ်ပွားမယ်စီပွားတုတ်ပွားမယ်ပေါ့ပြီးရင်ဖလာဗုဒ္ဓဘာသာမြို့ဖလာဗုဒ္ဓဘာသာပေါ့ကိုရဲ့အမေအဖေအဘိုးဘွားက ီဗုဒ္ဓဘာသာကိုကိုကိုွယ်လို့ကိုကလည်းလိုက်ပြီးကိုကိုွယ်တဲ့ဗုဒ္ဓဘာသာကိုဖလာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။အဲနံပါတ်3ကကျတော့ဗျာဗုဒ္ဓဘာသာပေါ့။ကြောက်လို့ကိုကိုွယ်တာပေါ့။ဒီဗျာကိုကိုကိုွယ်လို့ရင်ဒီဘေးအန်ဒီရဲ့အပေါင်းကနေပြီးလုကင်းမယ်။အဲ့လိုယုံပြီးကိုကိုွယ်မယ်ဆိုလို့ရှိရင်ဗျာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ကြောက်လို့ကိုကိုွယ်တဲ့ဘာသာပေါ့။အဲ့ဒီ၃မျိုးကမကောင်းဘူး။ငါကောင်းတဲ့နှမျိုးလာပြီ။တတဗုဒ္ဓဘာသာတကယ် ဖျားရဲ့ဂုံတော်၉ပါးကိုကြားရဲ့ဂုံတော်၆ပါးတန်ခါဂုံတော်၉ပါးကိုအတိတ်ပဲနဲ့တည်ပြီးတော့ယင်ထဲအတဲတကနေပြီးတော့တကယ်ကြီးညိုလေးစားတဲ့ဘာသာပေါ့ပြီးရင်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တာပေါ့အဲ့ဒါကိုတတဗုဒ္ဓဘာသာခေါ်တယ်။နောက်ပညာဗုဒ္ဓဘာသာဆိုတာကကြတော့တကယ်အမှန်အမှားမှန်ကိုဝေဖန်တောင်းတနိုင်တယ်ခန္ဓာ၅ပါးယုံနဲ့၂ပါးရဲ့ဖြစ်ခြင်းပြည့်ခြင်းမမြဲခြင်းသင်ရဲ့ခြင်းမပိုင်ခြင်းတို့တဲ့ လက္ခဏာတွေမှာကိုမြင်ပြီးကိုယ်ွက်တဲ့ဘာသာကိုကျတော့ပညာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်နော်အဲ့ဒါကြောင့်ကိုကဘယ်ထဲမှာပါလဲပို့နော်စဉ်းစားပါ